င်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးရုရှားရောက်မင်းအောင်လိုင်ကနိုဘာစီပေမျိုးအုပ်ချုပ်ရေးမှုကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းသွားကြွေးပြီးလက်ဖက်ရည်တိုက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရုရှားနိုင်ငံတွင်ရောက်ရှိနေသည့်အကြမ်းဖက်မင်းအောင်လိုင်ကနိုဘာစီဘေးမျိုးအုပ်ချုပ်ရေးမှုကိုလက်ဖက်သုံးနှင့်ငတ်တလောက်ပေါင်းသွားကြွေပြီးလက်ဖက်ရည်တိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကတရင်ထုတ်ပြန်ထားပါသည် စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့ထွက်ခွာသွားသောမင်းအောင်လှိုင်ကရုရှားနိုင်ငံနိုဗာစီဘင်းမြို့တွင်ခီးတထောက်ဖြင့်ခဏရနာခဲ့ကြောင်းထို့သောရနာစဉ်မင်းအောင်လှိုင်ကိုလာရောက်ကြိုဆိုသောနိုဗာစီဘင်းမြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကိုမြမရိုးရာအစားအစာပြည့်သည့်ငတ်တလောက်ပေါင်းလက်ဖက်ရည်နှင့်လက်ဖက်တုပ်တို့ကိုလေးစိတ်တွင်ပင်မင်းအောင်လှိုင်ကကျွေးမွေးခဲ့ကြောင်းသိရပါသည်မြမနိုင်ငံမှအသိပြင်ဆင်လာတဲ့မြမရိုးရာအစားအစာပြည့်သည့်လက်ဖက်တုပ်လက်ဖက်ရည် အသိချက်ပြုတ်လာတဲ့ငတ်တလောက်ပေါင်းတို့ဖြင့်တိတ်ခင်းအခန့်ခဲရာ Nova Civic Data အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်များကမြင်းဆက်စွာသုံးဆောင်ခဲ့ကြပြီးမြန်အောင်လိုင်းကမြမယူရာစားတောက်ဖွဲ့ရများနဲ့ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်ဟုစစ်တပ်ကတင်းထုတ်ပြန်ထားပါသည်။မြန်အောင်လိုင်းကရုရှားနိုင်ငံမော်စကိုတွင်စက်တင်ဘာလ25ရက်မှ28ရက်ထိပြုလုပ်မည့်ကမ္ဘာအမှုမျိုးတင်းပတ်ဖိုရမ်2025အခမ်းအနားကိုတွားရောက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်၁၀ဦးထက်မနည်းကို TNL ကဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ တန်အန်တက် PSNL TNL ထိန်းချုပ်ထားတဲ့ကြောင်းမဲနဲ့တီဘောမျိုးနယ်မှာရှိတဲ့တန်ရဲတပ်ဖွဲ့ကစစ်ကောင်စီလွှတ်ထားတဲ့ထုံလန်းရဲတပ်ဖွဲ့ဝင်၁၀ဦးတပ်မင်းကိုဖမ်းဆီးရမိထားတယ်လို့စုံစမ်းသိရှိရပါတယ်။အမိမဖော်လို့တဲ့တီဘောမျိုးနယ်ရဲတာဝန်ခံတူကဒဲကိုကန်ဟိုတယ်ဘုံကြီးကျောင်းမတင်ကားတဲ့နေရာတွေမှာကျွန်တော်တို့ရှောင်းတခင်စစ်ဆေးတဲ့အချိန်ကင်းလက်စစ်ဆေးတဲ့အချိန်သူတို့ကိုဖမ်းဆီးရမိတာပေါ့ဟုဆိုပါတယ်။ စစ်ကောင်စီရဲ့ထောက်လန်းရေးတပ်ဖွဲ့တွေဟာတိုက်ပွဲပြင်းထန်နေတဲ့ကြောက်မဲမြို့မှာအဓိကလှုပ်ရှားတာဖြစ်တယ်လို့ဖန်စီရမိတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တက်ချက်တူရဲ့ထွက်ဆိုချက်ကိုကိုကပြီးရဲတပ်ဖွဲ့ဝင်တွေကပြောပါရယ် PSN နဲ့ TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ရည်ရွယ်ကလောင်ရှုံမြို့ကနေကြောက်မဲဒီဘောတို့ထောက်လန်းဖို့တပ်ဖွဲ့ဝင်တွေရာနေချီပို့ဆောင်လာတာဖြစ်တယ်လို့ဖန်စီခံရတဲ့ထောက်လန်းရေးတပ်ဖွဲ့ဝင်တွေကထွက်ဆိုကြောင်းဆိုပါရယ်ထောက်လန်းရေးတပ်ဖွဲ့တွေဟာခီးသွာတတိကားစရာ သူဖုံးစားရောင်ဆောင်ကလမ်းလျှောက်ဆိုင်ကယ်နဲ့ကားစီးပြီးရှောင်းမဲနဲ့ဒီဘောမျိုးတွေနဲ့ကိုပုံစံမျိုးမျိုးနဲ့ဝင်ရောက်လာကြတာဖြစ်တယ်လို့ TNL ကဒီကနေ့စက်တင်ဘာ25ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ဲဒီထောက်လန်းရေးတွေက TNL ရဲ့စင်အားလက်နက်ခဲယံလမ်းပန်းဆက်တွေရေးထောက်လန်းတာတွေနဲ့နေချောင်းကနေတိုက်ခိုက်ဖို့ပြစ်မှတ်ပေးတာတွေစတဲ့တရင်ချက်လက်တွေကိုထောက်လန်းကြတာလို့ဆိုပါတယ်တန်းရဲတပ်ဖွဲ့ကအဲဒီထောက်လန်းရေးတွေကိုဖမ်းဆီးနိုင်ဖို့ဒေသခံတွေကိုပါ၂၄နိုင်အကြာခေါ်ယူစစ်ဆေးနေပြီးခေါ်ယူစစ်ဆေးသူ၃၀ကျော်ကိုပြန်လည်လွတ်ပေးခဲ့ပေမဲ့တရင်ပေးလို့ယူဆရတဲ့သူတွေကိုထိမ့်သိမ်းထားဆဲဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေစီကသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အရက်သားပြည်သူတွေပေါ်လူသားဆန်စွာလေးစားစွာဆက်ဆံရန် NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနထက်မှန်နှိုးဆော်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူ့ကာကွယ်တပ်မတော်သားတွေအနေနဲ့ရက်သားပြည်သူတွေကိုအကာအကွယ်ပေးရမှာဖြစ်ပြီးလူသားဆန်စွာနဲ့လေးစားစွာဆက်ဆံဖို့လိုအပ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထပ်မံနှိုးဆော်လိုက်ပါတယ်လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြည်သူ့ကာကွယ်တပ်တွေလိုက်နာရမယ်စေဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ပတ်သက်ပြီးအခအားလျော်စွာအတိပေးချက်တွေထုတ်ပြန်လျက်ရှိရာအရက်သားပြည်သူတွေနဲ့ပတ်သက်ပြီးလိုက်နာရမယ်အချက်တွေကိုစက်တင်ဘာ24ရက်မှာထပ်လောင်းဖော်ပြခဲ့တာပါ ပြည်သူ့ကာကွယ်တပ်မတော်သားတွေတိုက်ပွဲဝင်ရတဲ့ရည်ရွယ်ချက်ထဲမှာဆိုရင်မတရားမှုကိုလက်မခံလိုခြင်းနဲ့ကိုယ့်ပြည်သူကိုကာကွယ်ခြင်းတွေဟာရှေးတောင်မြေဖြစ်ပေါဝင်တဲ့အချက်တွေဖြစ်ပါတယ်။အယက်သားပြည်သူတွေပေါ်လူသားဆန်မှုနဲ့လေးစားစွာဆက်ဆံရမှာဖြစ်ပြီးအယက်သားပြည်သူတွေပေါ်ဖိနှိပ်တာတွေလူခွင့်ရချိုးဖောက်တာတွေမလုပ်ဖို့စတဲ့အချက်တွေကိုအမျိုးသားညီညွတ်ရေးဆိုရာပြည်သူ့ကာကွယ်တပ်မတော်ကစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေထဲမှာအလေးပေးထည့်သွင်းထားပါတယ်လို့ဝင်ကြီးဌာနရဲ့နှိုးဆော်ချက်မှာဖော်ပြထားပါတယ်။လူခွင့်ရဆိုင်ရာဝင်ကြီးဌာနအနေ နေလဲဒီစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုလိုက်နာနိုင်ဖို့အတွက်မြေပြင်မှာလူခွင့်ရေးဆိုင်ရာတာဝန်ခံတွေကနေစဉ်ဆက်မပြတ်ပညာပေးပို့ချမှုတွေလှုပ်ဆောင်နေကြအသည့်ပေးပါရီ ။ဒါအပြင်ကျင်းဝချိုးဖောက်မှုတွေရှိလာခဲ့ရင်လည်းပြည်သူလူထုကနေတိုင်ကြားနိုင်ဖို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကိုဖြစ်စေတိုင်ကြားနိုင်ဖို့တိုင်ကြားရေးရန်ရားတွေကိုပါဖွင့်လှစ်ထားကြောင်းထုတ်ပြန်ပါတယ်။ပြည်သူကားဝေးတပ်ဖွဲ့ဝင်နိုင်ဟာဒီစစ်တီတော်ကျင်းဝတီကိုတိတိကျကျလိုက်နာပြီးပြည်သူကိုမျက်နှာမူပြီးကားဝေးသူတွေဖြစ်ကြောင်းတသက်ထူရင်ပြည်သူနဲ့တသားတည်းရှိကြရမှာလို့လည်းတတိပေးနှိုးဆော်ထားပါတယ်။တစ်ဖက်မှာလည်းအာနာသိန်းစစ်ကောင်စီဟာစိတ်သက်ကျင်းဝစီကံအလုံးချွတ်ချုံကြပြီးပြည်သူ သူကိုသူအီနဲ့နှီးမျိုးစုံအကြမ်းဖက်တပ်ဖြတ်နေတယ်လို့အမျိုးသားညီညွတ်ရေးဆိုရာပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောထားပါတယ်ဒီလိုလူမဆန်တဲ့အကြမ်းဖက်စစ်တပ်ရဲ့အုပ်စိုးမှုကိုပြည်သူတွေလက်မခံတယ်လို့လူစိတ်မရှိတဲ့အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ကိုတမတော်ဖြစ်သတ်မှတ်ပြီးတိုင်းပြည်အိမ်ဦးခန်းမှာဆက်ထားဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့ဘူးလို့လည်းဝန်ကြီးကပြောကြားခဲ့ကြောင်းသိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကပ္ပစာ6အနီးတိုက်ပွဲတွင်ကိုတမဆောင်တပ်ရင်းစုံမှတပ်ဖွဲ့ဝင်များအင်အားအလုံးရင်ပို့ထားတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းနောက်ချမ်းအုပ်ရှိပင်မြို့နယ်နီးရှိအမတ်6ကောင်ကြီးပစ္စည်းစက်ရုံကပ္ပစာ6ရှိရာနေမြေတွင်ကိုစစ်ကောင်မရှင်ကတပ်ရင်းတမအစုံမှတပ်ဖွဲ့ဝင်များကိုအင်အားအလုံးရင်တုံ၍ပို့ဆောင်ထားကြောင်းသိရပါတယ်။ယခုစက်တင်ဘာလအတွင်းတိုက်ပွဲပြန်လည်ပြင်းထန်လာသည့်ကပ္ပစာ6အနီးညောင်ချောင်းနှင့်ညောင်ကျိုးတိုက်ပွဲများတွင်ကိုမော်လိုက်အခြေဆိုင်အမတ်10စစ်စင်ကို ခဲမှုဌာနချုပ်စကခ10မှတရင်တပ်ဖွဲ့များကိုပို့ဆောင်ထားကြောင်းသိရပါသည် ညောင်ကျိုးရိုးလန်းမော်ကွန်အင်အားအပြည့်ပါတဲ့စည်ရင်တန်းလေးစီမောင်းနှင်သွားတာရှိတဲ့လုပ်ငန်းသုံးရှင်အစ်စ်တွေဖြစ်ပြီးရန်ကုန်တိုင်းစစ်ဌာနချုပ်ထဲကထွက်လာတာလို့ယူဆရပါတယ်ဟုစည်ရင်တရင်ရှင်မြစ်ကပြောပါတယ်။ဆင်လန်နီးတိုက်ပွဲများကိုပို့ဆောင်ခင်ရတဲ့စကခ30တက်ရင်ချိုမှာမရီယာတပိတ်ချင်းနေများတွင်တိုက်ပွဲဝင်နေရမှာစစ်ကောင်မရှင်ကအင်အားလိုအပ်ချက်ကြောင့်အလေးပိုင်းတိုင်းစစ်ဌာနချုပ်အပိုင်းထဲမှာထုံထုတ်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်းတရင်ရှင်မြစ်ထံမှသိရပါတယ်။ခမာယ36နှစ်ကလေးခမာယ36လေး365မော် လိုက်ခမရ368ဖောင်းပြင်တရင်လေးရင်မှာ တိုက်ပွဲတွင်ရောက်ရှိနေပြီးဘာသာကဘာထူးတနန်စင်များကိုရွေးချယ်အင်အားဖြည့်ထားကြောင်းသိရပါသည် ထို့ပြင်စစ်ကောင်မရှင်သည် MN20 စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ20ခမောက်ကြီးတက်များကိုလည်းဗရောင်းတက်နယ်တွင်ပို့ဆောင်ထားပြီးဖြစ်သည်ဟုတရင်ရှင်မြစ်ကအသိပေးထားပါသည်စစ်ကောင်မရှင်ကောက်ပါစာ6ကာကွယ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကိုကာကွယ်နိုင်ရန်အတွက်စစ်မြေပြင်အင်ဂျင်နီယာတက်ရင်နှင့်စောင့်လုပ်ရေးအင်ဂျင်နီယာတက်များအပြင်အထူးစောင့်လုပ်ရေးတက်ရင်များကိုပါအုတ်ရှိပင်မြို့နယ်တွင်ခေါ်ယူပြီးကာကင်းစခန်းများစောင့်လုပ်ရန်ပြင်ဆင်နေကြောင်းသိရပါသည် ထို့ပြင်ပြီးခဲ့တဲ့စက်တင်ဘာ18ရက်နေ့ကလည်းညောင်ကျိုးရိုးပေါ်နဲ့ဆင်လန်ရွာနီးကန်ကင်းစခန်းများတွင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ကစစ်ကော်မရှင်တပ်မှတိုက်ဆုံသူနှင့်ထိခိုက်ဒဏ်ရာရရှိသူများကိုကားသုံးစီးဖြင့်လူနာတင်ရင်သုံးစီးဖြင့်ပြည်မျိုးကိုတိုက်ဆောင်သွားတယ်လို့သိရပါတယ်စစ်ကောင်မရှင်ဟာညောင်ကျိုးညောင်ချောင်းနဲ့ဆင်လန်ရွာနီးတိုက်ပွဲများဖြစ်ပွားနေတဲ့အပြင်အစုလိုက်ပြုံလိုက်တိုက်ဆုံမှုများနေသည့်အတွက်ပြည်내အနှံ့မှာတက်ဖြတ်ထားသည့်တိုင်ရင်များကိုပါပြန်လည်ခေါ်ယူပြီးအင်အားဖြည့်တင်နေရကြောင်းသိရှိရပါသည်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်အကြောင်းကတော့ မြောင်မြို့နယ်တွင်ကြောင်ရည်ရဲစခန်းနှင့်စစ်တပ်တပ်ဆွဲထားသောစစ်ရုံတို့ကိုတွန်းလှန်ရေးတပ်များက drone ဖြင့်ပုံကျဲတဲ့တရင်ကြောင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမြောင်မြို့နယ်အကျန်းဖက်စစ်တပ်ကအတိုင်းကျတပ်ဆွဲထားသောကြောင်ရည်ရဲစခန်းနှင့်စစ်ရုံတို့ကို drone ဖြင့်ပုံကျဲချခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိနိုင်ကြောင်း Pickup drone တင်မြောင်မှတာဝန်ခံရဲဘော်ရာစုကပြောဆိုပါရယ်။စက်တင်ဘာလ2ရက်နေ့မနက်9:00နာရီခန့်အချိန်မြောင်မြို့နယ်အကျန်းဖက်စစ်တပ်အတိုင်းကျတပ်ဆွဲထားတဲ့ကြောင်ရည်ရဲစခန်းစစ်ရုံတို့ကိုတွန်းလှန်ရေးတပ်ဖွဲ့များက ဖစ်ဝင်ဒရုန်းကိုစီဖြင့်ပုံစံနှလုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိဘဲဒေါ်လန်ရီတပ်ဖွဲ့များဘက်မှဒရုန်းတစ်စီးဆုံးရှုံးပြီးဒေါ်လန်ရီရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ စစ်သားတည်စင်းကတော့ဆက်လက်စုံစမ်းနေသေးပါ။ကြောက်ရရဲစကန်နဲ့ဈေးရုံမှာစစ်သားအင်အား200လောက်ပဲရှိပါသေး။စကန်တွင်လည်းအဆက်အသွယ်ဘယ်သူမှမရှိဘူး။အဲ့ဒီအတွက်အတွင်းသတင်းကမရဘူး။စစ်သားတွေဘက်ကအထူးကိတ်သိဆုံးမှုက ရှိနိုင်တယ်။သူတို့ပိုက်ဆံကောက်တဲ့နေရာနဲ့သူတို့ရှိတတ်တဲ့နေရာလေးနေရာကိုဘုံကျဲချတာဆိုတော့ပြစ်မှတ်ကလေးနေရာပါ။ရဲစကန်နဲ့ဈေးရုံကကတ်နေတာအထူးကိတ်မသိရတဲ့အတွက်တော့အားမရပါဘူးဟုရဲဘော်ရာစုကပြောဆိုပါရတယ်။အဆိုပါတိုက်ခိုက်မှုကို Pickup Drone တင်တဲ့စကိုင်း KI Drone တပ်ဖွဲ့ MTA drone တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်